လေးထင်းမှာတော့အဲလိပ်ပွင့်လေးပေါ့နော်တပင်နယ်လိပ်ပွင့်လေးကိုမှအဆန်ကွဲလေးနဲ့ကြားမှာပြီးလို့တပင်နယ်လေးကိုအဲခွခွေပုံစံမျိုးလေးခွေထားအရန်လာရဲ့ဒီဇိုင်းလေးပြပေးမယ်နော်ခါလေးကခုနလောဆင်အောင်မှအုပ်ထပ်ပါတယ်အယောင်ခံလေးကကျတော့အညိုလေးဘက်ကိုသွားရည်တစ်ထည်ရယ်မိုင်လိုနူးနူးလေးတစ်ထည်ရယ်ပေါ့နော်နှစ်ထည်ပါသူကပရီမီယံပိုးလေးနဲ့ခတ်ပါတယ်နော်ပရီမီယံပိုးလေးနဲ့ခတ်ထားတာသူ့ရဲ့အယောင်ကြီးကမိုင်လိုတော့မဟုတ်ဘူးကောက်ကီအောင်လေးတော့ဒါဟုတ်လားဟုတ်ပြီဒီအယောင်ပေါ့ကဲမြေကြီးအနုတ် မြေကြီးနုနုလေးပေါ့နော်မြေကြီးနုနုလေးရောင်လေးနော်မြေကြီးနုနုလေးရောင်လေးပါသူကလက်ကလေးရမ်းလာတဲ့အဆန်လက်ပြည်လေးနဲ့ဂျားလေးထဲမှာသူကဒီအပွင့်တင်းလေးတွေထည့်ထားတလုံးတရာလေးပြီးရကအလယ်မှာဒီအပွင့်လေးတွေကိုသူကတပင်းနဲ့ခက်ကလေးပေါ့နော်တခင်လုံးကတော့တပင်းနဲ့ခက်ကလေးပဲအရမ်းလာတာပါအစင်လေးအရမ်းကိုလှတယ်စီလုံးလေးကကြတော့ဒါလေးကအာ3သိန်းနဲ့6500တောင်ပါသူကပရီမီယာပိုးလေးကိုပေါ်ဝအုပ်ကလေးပါတဲ့အထည်လေးပါနော်ဒီလိုမျိုးလေး ်းစိတ်တယ်အခွင့်စစ်စိတ်ကလေးနဲ့လက်ရလဲအရင်တော့မကြလीနော်အရင်ခံလို့လေးမိကြီးအမှုလေးဟုတ်တယ်အရင်လာပုစစံတန်တန်ဒီပေါ့နော်သူရဲ့လက်ရည်ရောအရန်ကောင်းတယ်ဒါလေးကနံပါတ်လေးကတော့195ပါသူကဟိုပါပေါ့အရန်ဆက်ဆန်းပြီးတော့အခန်းရောင်လေးလည်းညီ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 လေးရှင်ရှင်လေးပန်းချီဆက်ကလေးကလည်းညီ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 ပေါ့နော်ဒါလေးတစ်ထည်ပါနောက်တစ်ထည်လေးကတော့အရင်နိုင်လေးပေါ့နော် အညူလို့ပြောမိမယ်သူကလေအညူတော့လေဘယ်လိုလုပ်မလဲအညူနဲ့ငပိအရင်ရှင်ပြီးပေါ့နော်ငပိအရင်ရှင်ပြီးပြောရမှာနော်သူရဲ့အရာဟိုရလေအယောင်ခံရင့်နဲ့အပေါ်ပန်းချီလို့တော့ဟိုတောက်တာမထည့်ပဲနဲ့အလင်းမဲထည့်လိုက်တယ်နော်နှာရဲ့ဒီအရာလေးနဲ့နော်ဆက်ထားရလေးရမ်းလာပါတယ်ဒါလေးပါဒါလေးကနံပါတ်196ပါเนาะလုံးဝ16နှစ်အုပ်ရှိတာပါအရေးသေးလေးကောင်းတယ် ပြီးရခါကျရင်အပွင့်ပုံစံလေးရလဲလှတယ်အအပွင့် size လေးပဲအနီတော်လေးပေါ့နော်ကိုလုံးတင်လိုက်တဲ့ခါကျရင်တန်တန်လေး color ရှင်းရှင်းလေးနဲ့လာရချင်လို့လက်ဆောင်ပေးလဲကောင်းတယ်ကိုယ့်ဘာကိုယ်ဝင်နေစင်လဲပွဲလေးလဲတူတယ်ပေါ့နော်အရောင်ကတော့အရင်တစ်ခုရမယ်အနုတစ်ခုရပါတယ်ထိုက်တဲ့အရောင်ကိုယူပြီးတော့အပူပါအောင်ရှင်း